ဒါတော့ဒီမနေ့တွေ့ရတဲ့အချင်းပြင်းနဲ့မနောကွင်းရဲ့အချင်းနေရေလုံးမှုမှုအချင်းနေဖြစ်ပါတယ်အချင်းနေကတော့ရော့တော့ရော့သွားပါပြီဒါပေမဲ့အသက်ဆင်းရတော့ပြချမတိရသေးပါဘူးခင်ဗျာဒါလေးသိဆက်ပေးတာပါခင်ဗျာအားလုံးပေးခြင်းကြပါစေ ဒီနေ့နေ့6လ2025နော်မြကြီးနာအချိန်နေဝိုင်းမော်လာနေအချိန်နေဆိုးနေပါတယ်ထူပြီးဆိုင်ကြပါခင်ဗျာထူပြီးဆိုင်ကြပါရေကြီးနေတယ်ခင်ဗျာလမ်းတရားတွေလည်းပျက်စီးနော်နေနေနဲ့နေမြုပ်နေပါခင်ဗျာထူပြီးဆိုင်ကြပါမြစ်ကိနာမြို့တကြီးရေတီကြီးနေပါပြီလို့ မနစ်ကတော့6လပိုင်း28ရက်မှာကြီးပါတယ်ဒီနှစ်ကတော့တရက်နေ့တရက်တည်းစကြီးပါတယ်လို့တက်မှာတက်မှာမလေးခနဲ့မစီမေခမြည်ကြီးကစုံစင်းကြလာလို့တဲ့ဒါမနဲ့9နာရီလောက်နေရတက်တက်ကြီးခဏပဲမှာ6နာရီထိုးတာနဲ့ဟုတ်ခါထီတော့တနာယူတပြေနုံးတော်လောက်ကိုတက်နေတယ် ောင်းပဲကျန်တော့မှာပေါ့နော်ဟုတ်လေကျန်တာကျန်တာတို့တို့လက်တို့တို့ကောင်းပဲကျန်တော့ပါရင်ဘက်တိရောက်နေလေဖီအားနေစေအခြေအနေသတိပေးချက်2025ခုနှစ်ဇွန်လ2ရက်လေဖီအားနေစေအခြေအနေယနေ့မြန်မာစံတော်ချိန် နနက်10နာရီအချိန်တိုင်းထွာချက်များအရအိန္ဒိယနိုင်ငံအာတန်ပြည်နယ်အလဲပိုင်းတွင်ဖြစ်ပေါ်နေသော လေပြင်းအားနည်းစေ low pressure ဆောက်သည်အရှိအရှိမြောက်ဘက်သို့ဆက်လက်ရွေ့ရှားခဲ့ရာအိန္ဒိယနိုင်ငံအာတန်ပြည်နယ်အရှိပိုင်းနှင့် နာဂလန်ပြည်နယ်အထက်ပိုင်းရင်းနှင်းဆက်ဆက်နေသောမြန်မာနိုင်ငံစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့သို့ရောက်ရှိခဲ့ပါသည်အဆိုပါလေပြင်းအားနည်းစေသည်လာမည့်24နာရီတွင် အရှိအရှိမြောက်ဘက်သို့ဆက်လက်၍ရာကာမြန်မာနိုင်ငံစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရင်းနှင်းဆက်ဆက်နေသောကချင်ပြည်နယ်တို့သို့ရောက်ရှိနိုင်ပြီးလာမည့်48နာရီတွင်အပြော့ပြက်ပြဲသွားနိုင်သည်ဟုခန့်မှန်းရပါသည်မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်နိုင်မှုအဆိုပါလေဖိအားနည်းစေသည့်အချိန်ကြောင့်၎င်းရင်း၏အကျဉ်းကျန်တိမ်တိုက်များဆက်လက်လွင့်ဆင်လာနိုင်မှုကြောင့်၎င်း ယနေ့မှစ၍ဇွန်လ9ရက်နေ့အတွင်းစကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးအထက်ပိုင်းတချင်းပြည်နယ်ချင်းပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေရာစိတ်စိတ်မှနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်သည်ဟုခန့်မှန်းရပါသည်တို့ဖြစ်ပါ၍မြမပြည်ထက်ပိုင်းဒေသများတွင်မိုးကြီးခြင်းနှင့် မိုးသေးထန်ခြင်းတို့ဆက်လက်ဖြစ်ပေါ်လာနိုင်မှုကြောင့် မြန်မာပြည်ထက်ပိုင်းဒေသများမှစီစဉ်သော မြေချောင်းများတွင်မြေရေများတိုးလာနိုင်ခြင်းကြောင့်ရေကြီးခြင်းနှင့်မိုးတေးထန်စွာရွာသွန်းခြင်းကြောင့်မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်သည်ဖြစ်ပါ၍အထူးသတိပြုနေထိုင်ကြပါယံသတိပေးနှိုးစော်တင်ပြအပ်ပါသည်